စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်မှာငလျင်ကြောင်လွတ်မြောက်လာတဲ့ဝန်ထမ်းတွေကိုတင်းကျပ်ရုံးတက်ခိုင်းနေတယ်လို့နမ်စီရင်ဝန်ထမ်းတွေရဲ့ပြောပြချက်အရသိရပါရတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင်နေပြည်တော်ကဌာနဆိုင်အစအဦးတွေဝန်ထမ်းအရာတွေအများဆုံးပြုတ်ကျပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။ဝန်ငလျင်ကြောင်ဝန်ထမ်းအများပြားတည်ဆုံခဲ့ရတယ်လို့မိသားစုဝင်တွေလည်းတည်ဆုံခဲ့ရတယ်လို့သိရပါရတယ်။ကိုကတော့လွတ်လာတဲ့ဝန်ထမ်းအရာမှာခြံခဲ့တဲ့ကိုမိသားစုဝင်တွေကတော့ပေါသွားတာပေါ့။နေတာကလည်းမြင်ကြည့်တဲ့လေတမီးလေးဆိုရင်6ရက်လောက်ထိစကားပြောနေသေးတာအထက်ကနေ ကျွန်တော်ကနေပြီးတော့ကယ်ပြီးပါဆိုပြီးပြောတော့ကိုမသိကြေကျုံပြူတယ်။သူ့ကိုကယ်ရင်အပေါ်ကကြံနေသေးတဲ့အဆောက်အဦတွေထပ်ပြုံပြီးဘယ်လိုလုပ်မလဲဆိုပြီးပြောတယ်။အဲဒီလိုနဲ့ကလေးကဆုံးသွားတယ်။ခုချိန်ထိလည်း dead body ပြန်မရဘူး။လူတွေကငလျင်ကြောင့်ပူတွေဖြစ်နေတာကိုအတင်းကျပ်ရုံးပြန်တက်ခိုင်းတယ်။စိတ်ကလည်းအဆင်မပြေဘူးလို့စိတ်ကောင်းစီလက်အောက်ခံနန်းစီတန်ကုန်တဲ့တကူကတော့မျိုးရည်မြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်။စိတ်ကောင်းစီအနေနဲ့ဧပြီလကုန်ပိုင်းမှာရုံးနေအကုန်လုံးပြန်ဖွင့်ဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။ ငလင်းကြောင့်နေပြည်တော်တွင်းရှိဝန်ထမ်းအရာနဲ့အထက်မြင့်ဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ပြီးတော့တည်ဆုံသူ489ယောက်ရှိတယ်လို့သိရပါတယ်။အဲဒီတည်ဆုံသူတွေထဲမှာအတွင်းဝင်ဆင်းတဲ့ညှဉ်းပန်းမှုစစ်တင်လဲပါဝင်တယ်လို့သိရပါတယ်ခင်ဗျာ။မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ငလင်းဘေးအတွက်တရုတ်နိုင်ငံကရန်ွေ10ဘီလီယံတန်ဖိုးရှိတဲ့ကူညီတွေဆက်လက်ပေးရသွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ကဧပြီလ10ရက်နေ့ကထုတ်ပြန်ထားပါတယ်။အဲဒီကူညီတွေထဲမှာလောင်စာဆီ plus house ခွဲစိတ်ခန်းစေဝါနဲ့ကာကွယ်ဆေးစားတဲ့ရည်တိကြီးလိုတဲ့ပစ္စည်းတွေပါဝင်မှာဖြစ်ပါတယ်။ ဒါပြင်ကျမရင်းနဲ့ယောဂကာကွယ်ရေးဆိုင်ရာကြံ့ကျင်ရေးအဖွဲ့တွေဘေးနဲ့ကဲဖြတ်ရေးအဖွဲ့တွေယဉ်ကျေးမှုမွေးနေ့နဲ့အစာဦးဆိုင်ရာစစ်ဆေးရေးအဖွဲ့တွေကိုပါဆစ်လွတ်သွားမယ်လို့ကိယုတ်တိုင်ရင်းရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်မြန်မာနိုင်ငံမှာမက်စလန်၂၈နှစ်ကအင်ယာပြင်ကလေးလုခတ်ခဲ့ပြီးတဲ့နောက်တရုတ်နိုင်ငံဟာအကူအညီတွေပေးဖို့ကြေညာခဲ့တဲ့ပထမဆုံးနိုင်ငံဖြစ်တယ်လို့ကဲဆေးအဖွဲ့တွေကိုဆစ်လွတ်ပြီးကိုဝင်ဆောင်မျိုးသမီးတို့အပေါင်းဝင်လူ၉ဦးကိုအသက်ရှင်နေတဲ့ကဲဆေးနိုင်ငံတည်းလို့လူ၅၉ဦးရဲ့ရုပ်လောင်းတွေကိုပါရှာဖွေပေးနိုင်ခဲ့တယ်လို့လည်းဆိုထားပါတယ်ဆက်လက်ပြီးတော့ငလင်ဘေးသင့်ပြည်သူတွေအတွက်ရွက်ဖြစ်တဲ့ဆောင်းချင်းအောင်ရေးပေါ်စေးအိတ် တာဝလင်စာဆိုလာမီယိန်ခောက်ဆွဲကြောင့်အဆရှိတဲ့ရေးပေါ်လွှဲချက်တွေကိုအကူအညီပေးခဲ့တယ်လို့လည်းတရုတ်တိုင်ရင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ April 9ရက်နေ့နိုင်ငံတကာရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကလူပေါင်း653ကိုသက်ရှင်နဲ့ကယ်ဆယ်နိုင်ခဲ့တယ်လို့တည်ဆုံသူ918ဦးရဲ့ရေးပေါ်လောင်းတွေကိုရှာဖွေနိုင်ခဲ့တယ်လို့စစ်ကောင်စီကတော့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ထိုင်းနိုင်ငံဘန်ကောက်မြို့ကငလင်လွတ်လွတ်ပြိုကျခဲ့တဲ့ဆက်လုဆဲစီးရင်စီရုံအဆောက်အဦပြီးဆုံးမှာတက်ရှင်ရဲ့ချက်ရှိသူရဲ့ဖုံးချက်ပြမိကိုကစေးအဖွဲ့ကတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ကစေးအဖွဲ့တွေဟာ အစာအုပ်ပြုတ်ကြပြီးစလီရဲ့ကြမှာအခုလိုတက်ရှင်ကျန်ခဲ့သူရဲ့ဖုန်းချက်ပြမိကိုတွေ့ရှိခဲ့တာဖြစ်ပြီးတော့ရေဒါကနေတက်ရှင်သူနှုတ်ဦးဒါမှမဟုတ်၃ဦးရဲ့ပုံရိပ်တွေကိုဖမ်းယူရရှိခဲ့ပြီးအသက်ရှင်နေတဲ့ကယ်ဆယ်နိုင်မှုမျှဝေချက်ဟာ60ရာခိုင်နှုန်းထိရှိတယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့ကယ်ဆယ်အဖွဲ့တွေကဥမင်လိုင်ကောင်းတွင်းကိုအောက်ဆီဂျင်တွေလွှတ်ထားပြီးတော့ကယ်ဆယ်ဖို့လည်းလှုပ်ဆောင်နေလို့သိရှိရပါတယ်။ဖုန်းချက်ပြမိတွေ့ရှိထားတဲ့လိုင်ကောင်းဝါကိုစစ်ဆေးပြီးမြန်ဆုံဖွင့်လိုက်ကယ်ဆယ်ဟိုစူးစမ်းနေတယ်လို့လည်းသိရပါတယ်။ဆက်လို့ဆက်စင်းစစ်အစာအုပ်ပြုတ်ချမှုဖြစ်စဉ်တွင်တေဆုံးသူ25ဦးပျောက်ဆုံးနေသူ103ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ9ဦးရှိတယ်လို့လည်းထိုင်းကယ်ဆယ်ရေးအဖွဲ့ကတော့သတင်းထုတ်ပြန်ထားပါတယ်။ဒါပြင်ပြောကြားခဲ့တဲ့စာအုပ်တွင်မြန်မာရွှေပြောင်းလုပ်သား30ဦးခန့်ပိတ်မိနေတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ယူရီမြန်မာညနေခင်းသတင်းအစီအစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ။